လင်းရှင်ကိုပိုက်ထားတာမွေပွေးတကောင်ဆိုမင်းတကယ်မသိတာလားမသိချင်အောင်စောင်းနေတာ ပြည့်နဲ့ပါချရဲစီမှာတင်းသားပြည့်ကိုချရတာပြီးတော့တင်းသားအငယ်ကိုထက်အငယ်ဆိုတော့လေ तू ကလေအရန်အားနာအားနာတော့အမပြည့်မချရဲဘူးဘလို့ချရမလဲမသိဘူးဆိုရရဲအဲတင်းသားဟိုချလာပြီဆိုတော့じゃ तू လဲဟိုကိုချင်းစာရဲ့เนาะသိရပလားအဲ့တော့ကိုထက်ကြီးရဲ့သူပေါ့เนาะဟို ချရအောင်ဆိုတော့ကြာလေအာတခါချပြင်းတော့တခါတခါကြော့တယ်အမစော်ဒီပါနော်ဆိုပြီးတော့လေအရန်သဘောကောင်းတဲ့ညီမလေးပါလို့ဟုတ်ပါချရတဲ့ဆီကနှက်စီးမဲ့ပါတာပေါ့နော်ဒါမဲ့တကယ်ချတော့6ချက်လောက်ချခံလိုက်ရတယ်အာဘာရောင်ကိုင်းနေရပဲအော်ငုံမဲ့ငုံမဲ့နေဆီဟာတကယ်ချရက်တယ်နော်သူတော်တော်ပြောပါဆရာ哦ဟုတ်ပြည့်နေမယ်ဟာပြည့်ကောင်းစုတန်ဖြစ်ပါရဲ့ရှင်ပြည့်သမားမြောက်ပု္ပ္ပာဆိုတဲ့ဇာတ်ကားလေးမှာမေယူဆိုတဲ့ character လေးကနေပြီးတော့တည်ဆောင်ထားပါတယ် အော်ဒီကားကလေပြအော်ဒီရှင်ကနေပါတာအော်ဒီရှင်ကိုတွေးလိုက်တယ်ပေါ့နော်အဲ့တော့ဝင်လျှောက်တော့ကြတော့အော်အစတော့ဒီရွေးချယ်ခံရရပေါ့နော်ဒါပေမဲ့တခြားဇက်ဖက်ကြီးရဲ့ခါမှာအော်နည်းနည်းပေါ့နော်ပြည့်ပြည့်ပြောလို့ပေါ့နော်ပြည့်အတစ်တရအတွက်ဆိုရင်အော်နည်းနည်းကြီးတဲ့ကာရိုက်တာမျိုးဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ပြည့်ကိုရွေးချယ်ပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင် ေးကအာ2018မှာပေါ့နော် Miss Myanmar Warriors ဆိုတဲ့အာ title နဲ့အာပထမဆုံးပွဲလေးပေါ့နော်အဲ့ဒါကိုအဲဒီမြန်မာနိုင်ငံမှာလုပ်တဲ့ပွဲပဲအဲ့ဒါကိုစဝင်ပြိုင်တာပါအဲ့မှာတော့ top 20ပေါ့နော်20ကနေပြီးတော့ကြတော့အဲ့လောက်အဆင့်တွေပဲပြရရက်သွားရယ်ပေါ့နော်အဲ့ကနေပြီးတော့ဆရာဂျွန်လင်းစီရောက်သွားတာပါဆရာဂျွန်လင်းစီမှာအာ Miss တူရဖင်အော့တာဝါပေါ့နော်အဲတိုက်တန်နဲ့ဘေကျင်းမှာသွားပြိုင်ပြီးတော့ကြာတော့ပြည်ရမစ်စ်လောကတွေကနေပြီးတော့ဒီတုတ်ဆောင်လောကတွေကိုရောက်လာရပါတုတ်ဆောင်လောကမှာကြာတော့ပြည်ရပထမဆုံးအနေနဲ့သကဝါပေါ့နော်သကဝါတုတ်ဆောင်တင်တဲ့အကြောင်းမှာတုတ်ဆောင်တင်တဲ့ကိုလေ့လာတယ်ပြီးတော့ရုပ်ရှင်စီယုံမှာတုတ်ဆောင်တင်တဲ့ကိုလေ့လာတယ်အဲ့ဒါကြီးလေ့လာပြီးတော့ပြီးတော့မှာပေါ့နော်အော်ဒီရှင်ကိုဝင်လျှောက်ရင်လည်းဒီကာရိုက်တာလေးကိုရရပါဟုတ်ပါတယ်ဟုတ် on ပထမဆုံးဇလန်းနဲ့ဖြစ်တော့ challenge တွေတော့အများကြီးပေါ့နော်။ဟိုပြည်တို့စာတွေ့တီးရတာမျိုးနဲ့တကယ်ရိုက်ကွင်းပေါ်မှာတွေ့ရတယ်ကဟိုကင်မရာအယူဆမဆာပြီးတော့အလိုမျိုးပေါ့နော် foreground တွေ background တွေပြီးတော့ပြည်တို့ကအလိုမျိုးဟိုအပြင်မှာတိကျဆုံးတင်တဲ့မှာကြတော့ပြည်တို့ကထားပါတော့ဟိုနှစ်ယောက်ပြောရဲဆိုရင်လူကြည့်ပြောရရပေါ့နော်။ဒါပေမဲ့အဲ့မှာကြတော့ကင်မရာကိုကြည့်ပြောရတာတွေအများကြီးပေါ့နော်။အတွေ့အကြုံတွေကဒါပြည်တို့ပထမဆုံးဆိုတော့တော်တော်ကြီးတော့စူးစမ်းရရပေါ့နော်။ဟုတ် အဲ့အခြေအနေမှာတော့မေယူဆိုတာကိုပြည်အနေနဲ့အကောင်းဆုံးစူးစမ်းပြီးတော့ပုံဖော်ခဲ့တာဖြစ်တဲ့အတွက်တော့အခုပြန်ကြည့်ရင်တော့အများကြီးလိုအပ်နေသေးတာပေါ့နော်ဒါပေမဲ့အဲ့အချိန်တုန်းကလွန်ခဲ့တဲ့နှစ်နှစ်တုန်းကတော့ပြအဲ့ character မှာတော့အကောင်းဆုံးပေါ့နော်ပြည့်တတ်နိုင်သလားအကောင်းဆုံးစူးစမ်းခဲ့တာဖြစ်တဲ့အတွက်တော့အာပြည့်ကျင်နေပါတယ် 哦ย้ายกวนหม่อมาลิตัวหว่าเปลี่ยนวุ่นมาปอนเนาะพี่รอตะแท้แท้นี่อ่ะโหเบ็ดดีเบ็ดดีอ๋อมะแน่ลิ้นมี6นาทีแล้วส่วนยินตินซามีตินซาเนี่ยไม่รู้ตินซามีเมโรเนี่ยดิยออกုံลงปาลาได้แอนตี้ดิปอนเนาะอะกูมูญะเมี้ยแซ่โซเลยเมี้ยแอนตี้เมโรเนี่ยยออยังขินพี่รออะมะแน่ขินลิ้นยินกันเนี่ยม่งลีซาไลตั้วไลลาไลพี่รอไอ้ตรงอ่ะพี่รอโควิดกาลาဖြစ်တာปอนเนาะเอ่อโควิดกาลาဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့တချို့ရက်တွေကြာရိုက်ခွင့်ရလုံးလို့မရဘူးလုံးလို့မရတဲ့အခါဆိုမနေ့6နာရီဆိုလမ်းသွားလျှောက်တာပြင်းဦးလည်းပါတပတ်လမ်းသွားလျှောက်တယ်မုံနေပတ်စားတယ်အရင်ပြုတ်ကောင်းလား 哦အမတ်တက်အများကြီးရှိရယ်တင်စားနေရအမတ်တက်ရှိရယ်ဆိုတာပြီးနေပါချရယ်စီမှာတင်စားပြည့်ဦးချရတာပြီးတော့တင်စားအငယ်ကိုထက်အငယ်ဆိုတော့လေ तू ကလေအရန်အားနာအားနာတော့အမပြည့်မချရရဘလို့ချရမလဲမသိဘူးဆိုရတယ်အဲတင်စားချလာပြီဆိုတော့じゃ तू လဲဟိုကိုချင်းစားရယ်เนาะသိရပလားအဲ့တော့ကိုထက်ကြီးရယ်သူဘောနော်ဟို ချရဆိုတော့ကြာလေအာတခါချပြီးတော့တခါတခါကြောတယ်အမစော်ဒီပါနော်ဆိုပြီးတော့လေအရန်သဘောကောင်းတဲ့ညီမလေးပါလို့ဟုတ်အရန်နာတာအရန်ကိုနာတာအဲ့တော့ပြီးတော့ဟိုဘောနော်ကင်တစ်ချက်တစ်ချက်ချရတယ်သူတစ်ချက်ထင်းနေပြရအောင်လေကင်မရာအယူဆသူ့ဘက်ကယူလိုက်ကိုယ့်ဘက်ကယူလိုက်အဝေးရယူလိုက်ဆိုတော့ဆရာလေဘယ်ကယူယူတကယ်ချခိုင်းတာအချက်မလို့စီးရတော့ပါချရတဲ့စီးရနဲ့စီးမဲ့ပါတာဘောနော်ဒါမဲ့တကယ်ချတော့၆ချက်လောက်ချခံလိုက်ရတယ်တကယ်အမှတ်တရပဲအိစိတ်နေရပဲလက်ရာတွေနဲ့ဒါမဲ့ကြတော့ အာဘာရောင်ကိုင်းနေရပဲအော်ငုံမဲ့ငုံမဲ့နေဆရာတကယ်ချရက်တယ်နော်သူတတပြောပါဆရာကိုခုလောလောဆယ်မှာတော့ဟွာ fortune ဟာပဲနောက်လနောက်နှစ်ပေါ့နော်နောက်နှစ်6လပိုင်းမှာလွှင့်မဲ့ဇကားလေးတကားရိုက်နေပါတယ်လို့ဟုတ်ဟုတ်ကဲ့အော်ဒီကားလေးကလူငယ်တွေအဲစိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားတဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးပါဝင်တဲ့သူတွေကလည်းကိုယ့်ရဲ့စက်ရုံမှာအရန်ကိုစူးစမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်တဲ့ဒီအားလုံးကတေချာကြီးရှုပြီးတော့ဝေဖန်အကြံပြုပေးကြပါအောင်လို့ပြောချင်ပါတယ်